အပိုင်းရှိရဆာမှာပဲနိုယုံရှိရဆိုင်ကိုစုံတော့နဲ့အထောင်အရာရှိတို့ကားမောင်းကထွက်လာခဲ့ကြပါတယ်။ဆိုင်ရှိရောက်တဲ့ခါမှာတော့အရာရှိရဲရဲမျက်နှာကစိုးရိမ်စိတ်တွေဖြစ်နေကဆိုင်ထဲဝင်တော့မယ်စုံတော့ကိုနိုယုံရှိဟာအပြင်မှာသူ့ကိုတွေ့ရင်တော့လန့်နေတာကြောင့်စိတ်ဒုက္ခမပေးချင်တာမို့ညင်သာစွာဆက်ဆံပေးဖို့ပြောတဲ့ခါမှာတော့ဒီကိုတငယ်ချင်းဟောင်းနဲ့တွေ့ဖို့လာတာလားလို့ဆိုပါတယ်။အိမ်တော့အထဲကိုမလိုက်ချင်လဲနေခဲ့ဖို့ပြောကတယောက်တည်းလုံးနိုင်တယ်လို့ပြောတော့စိတ်တူကကာတကာကိုစောက်ပိတ်လိုက်ပါတယ်။ အဲ့ဒီအချိန်နိုယုံရှစ်ကလျက်စစ်ပစ္စည်းပြင်နေခဲ့ပြီးအပြင်ကတကားခောက်တန်းကြောင်းထွက်လာတဲ့အခါထောင်ပိုင်ရန်ကိုတွေ့လို့နှုတ်ဆက်လိုက်ပေမဲ့ဝင်လို့တောင်မပြောရသေးခင်မှာပဲစုံတော့ကပ်ပြာကိုပြကအတင်းဝင်သွားခဲ့တာကြောင့်နိုယုံရှစ်တယောက်ဗဇက်အဟောင်းသားဖြစ်သွားခဲ့ရပါတယ်။အဲ့နောက်မှာတော့ဒီကိုဘာကိစ္စနဲ့လာတာလဲလို့မေးလိုက်ကပွင့်နေတဲ့ခန်းတကားလေးကိုမတိမတာပိတ်လိုက်တော့ထဲကျုံးကိုတိလာလို့စုံတော့ကမေးလာပါတယ်။အဲ့ဒီနောက်သူနဲ့ရင်းနှီးလာလို့မေးကနောက်ဆုံးတစ်ခေါက်ကိုဘယ်တော့မှတွေ့တာလဲလို့မေးခွန်းထုတ်ပါတယ်။ ဒေါ်ယွန်ရှစ်ကတော့ထေချုံးကိုတာချောင်းမာချောင်းမေးဖို့နဲ့အစဉ်ပြေးရလားသိချင်လို့လာချောင်းကိုပြောနေတော့စုံတော့ကတိတလူလိုရည်တလူလိုနဲ့အလုံးနေခဲ့ပါတယ်။ဘာနာနေတဲ့ထောင်ပိုင်းရန်ကတော့ဒီတော်တွင်အစဉ်ပြေးရလားလို့မေးတော့အစပိုင်းတော့အပြင်လောကနဲ့ပြန်ဆက်တွေ့ရတာခက်ခဲကြောင်းနဲ့နှစ်ယောက်သားနှုတ်ဆက်နေချိန်စုံတော့ကတော့ဆိုင်ထဲကိုဟိုရှာတရှာလုံနေခဲ့ပါတယ်။အဲ့နောက်မှာတော့တောက်ဆရာတစ်ခုခုလှုပ်ပေးမယ်လို့ပြောကထဲကျွန်းစီကိုဆက်သွဲဖို့စူးစမ်းပေမဲ့စုံတော့က မလို့ဘူးလို့ဆိုကတရားခံစစ်တယ်လို့ဒီနားကိုလာဖို့ပြောပါတယ်။အဲဒီနောက်ထဲကျွန်းချောင်းကိုမေးတော့ကအရန်သိကျင်တဲ့ပုံမပေါ်တာကိုပြောလိုက်တော့ထောင်ပိုင်ရဲဘက်ကိုလှည့်ကြည့်ပြီးထူးဆန်းတယ်လို့တော့ခံစားရတဲ့အကြောင်းကိုပြောလာတော့သူမေးနေတာကိုသူ့ဘက်ကိုကြည့်ဖို့ပြောကဖီရပေးခဲ့ပါ။အဲနောက်မှာတော့ထဲကျွန်းချောင်းကိုဘာလို့သူ့ကိုလာမေးနေတာလဲလို့ဆိုတော့ထွက်ပြေးသွားတယ်လို့ဆိုကဒီမှာရှိနေလားလို့မေးပြီးအခန်းကိုကြည့်ဖို့လုပ်ပါတယ်။နှိုးယုံရှိကတော့ထဲကျွန်းနဲ့ပတ်သက်တာတွေကိုသိမှဆိုတာကြောင့်တားဖို့လုပ်ပေမဲ့ဇွတ်တိဇွတ်ကန်နဲ့တကားကိုဆွဲဖွင့်လိုက်ပါတယ်။ ခန်းထဲမှာတော့နိုယိုရှိရဲ့တမီကအင်ကြီးလဲတယ်လို့လုံနေကသူများအင်ကိုခွင့်ပြုချက်မရှိဘဲနဲ့ဟိုဖွင့်ဒီဖွင့်လာလုံနေလို့ပြဿနာရှာကသူ့အတွင်းကံတွေကိုကြည်ကျင်တာလားလို့မေးလိုက်ပါတယ်။အဲနောက်မှာတော့နိုယုံရှိကစုံတော့နဲ့ထောင်ပိုင်ဖြစ်တဲ့အကြောင်းကိုမိတ်ဆက်တော့ဝွန်ဘီကစုံတော့ဖြစ်တာနဲ့သူများအင်ကိုဒီလိုဝင်ထွက်ပြီးလှုပ်ချင်တာလှုပ်လို့ရလားလို့ပြောက ပြဿနာရှာပြီးထွက်သားဖို့ပြောကနင်ထုတ်လိုက်ပါတယ်။ဝွန်ဘီကိုမကျေနပ်နေတဲ့စုံတော့ကိုတော့ထောင်ပိုင်ကတိုင်းနဲ့ပြဿနာထပ်မဖြစ်အောင်အပြင်ကိုခေါ်ထွက်သွားခဲ့ပါတယ်။ အဲ့နောက်မှာတော့အဖေဖြစ်သူကိုပါထွက်သွားဖို့ပြောကထဲကျွန်းနဲ့ရိုက်ထားတဲ့ဓာတ်ပုံကိုကြည့်နေရင်စိတ်တိုင်းမကျဖြစ်နေခဲ့ပါတယ်။ဆန်ရှိမှာတော့ထောင်ပိုင်ကိုနှုတ်ဆက်လိုက်ပြီးရုတ်တရက်နှုတ်ရှက်ပြီလို့တောင်းပန်တဲ့အကြောင်းကိုပြောကနောက်မှပဲထပ်လာခဲ့မယ်လို့ဆိုတော့ထပ်ပြီးမလာတော့တာကပိုကောင်းမယ်လို့ပြောပါတယ်။သူ့ဘုကတော့ထောင်ပိုင်နဲ့စုံနောက်တွေကိုမင်းနဲ့ချင်းဆိုင်ရတာမသိမသက်သာဘူးဆိုတဲ့အကြောင်းကိုပြောကငြင်းလိုက်တာကြောင့်စိတ်ကောင်းရှိတဲ့ထောင်ပိုင်ကတော့ပြောချင်တာတွေကိုနားလည်ပါပြီလို့ဆိုလိုက်ပါတယ်။ အဲ့နောက်ကားထဲဝင်လိုက်ပြီးအစတွေက စာနာပေးဖို့မာတာကြောင့်ပြဆိုတော့ဂီယူမဆိုင်က နောက်ထပ်တနေရာကိုထပ်သွားမယ်လို့ဆိုလာပါတယ်။တစ်ဖက်မှာတော့ဖုံးပြန်ပေးဖို့ကားပေါ်ကဆင်းလာသူကတော့အစားတို့ခံမင်းကလေးဖြစ်ပြီး CCTV တွေရှိတဲ့မြင်ကွင်းကနေလာခိုင်းတာနောက်ဆုံးမှာတော့နှုတ်ဆက်လိုက်ပြီးသူရဲ့သမီးပန်းနိုင်ရင်ချက်ရှိလို့ဝေးဝေးမလာနိုင်တာကြောင့်လာဖို့ပေးတာကျေးဇူးတင်တဲ့အကြောင်းကိုပြောတော့ရပါတယ်ဆိုတဲ့စကားနဲ့နောက်တစ်ခါ ဆိုင်မာဇဗင်လာလွတ်ဖို့ပြောကဖုန်းကိုပေးပြီးလက်ထွက်လာခဲ့ပါတယ်။အဲဒီအချိန်မှာပဲဆိုင်ငယ်နဲ့ထဲချုံကဖုန်းကိုလူယူသွားတာကြောင့်သူ့လူတွေကိုဖုံးပါသွားလို့လိုက်ဖမ်းမှုဆိုပါတယ်။အရင်သေးကြောင့်နေတဲ့လူတွေကထဲချုံကိုဝိုင်းဖမ်းခဲ့ပေမဲ့လွတ်မြောက်သွားခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲဆိုင်ရင်ထဲမှာယိုဟန်ကိုတွေ့ရပြီးဖုံးလာတာကြောင့်ကောက်ကင်လိုက်ပါတယ်။အဲ့ဒီချိန်မှာဖုန်းကိုလွတ်သွားတဲ့တစ်ဖက်ကစကားကိုကြားတော့သူ့ဘီကဖြတ်သွားမယ်ရုပ်ထုတွန်းတဲ့သမားကိုခဏရပ်ဖို့ပြောကလေးလံတဲ့ဘွဲကိုဖုန်းလမ်းဆက်မှမို့အခုတော့ပြန်သွားဖို့ကိုပြောလိုက်ပါတယ် ။အဲဒီနောက်ရုပ်ထုကိုတွန်းချလိုက်တာကြောင့်ကွဲသွားကအထက်ကနေတက်တိကံပစ္စည်းဓာတ်ထည့်ရတာကိုတွေ့ရတာကြောင့်ဒီလိုတက်တိပစ္စည်းတွေကိုရုပ်ထည့်ကိုထည့်သိမ်းလာပြီးတစ်ချိန်မှာအသုံးချနိုင်မှုကိုဖြစ်ပါတယ်။အဲဒီနောက်နှွေယုံရှိရဲ့ဆိုင်မှာထဲချုံးကသူယူလာတဲ့ဖုန်းတွေကဒီဆုံးသူရဲ့ပုံပေါ်ပြကဒီဖုန်းကိုဇပင်းဆိုင်မှာထားပြီးအကွက်စင်မိုလုပ်ခဲ့တာကိုရှင်းပြလိုက်တော့နှွေယုံရှိကသူသာတီတော်မှုစင်ခံရရင်ယူသွားနိုင်တဲ့အကြောင်းကိုပြောကဘလောက်ပဲအပြစ်ကင်းကင်းကိုယ်စကားကိုတော့ဘယ်သူမှယုံမလဲလို့ပြောပြလိုက်ပါတယ် အခုလည်းတပုံစံနဲ့လုံနေတာပဲလို့ပြောကသပင်းဆိုင်ကိုစောက်ကြည့်နေတဲ့ကောင်တွေရောလို့မေးတော့ပြတ်သွားကြောင်းကိုပြောကသပင်းချလိုက်ပါတယ်ဒါပေမဲ့သူတို့ရဲ့အဓိကလက်နက်ကသူ့စီမှာရှိနေတာကြောင့်ဒီဖုန်းကိုပြန်လိုချင်မှာပဲလို့ဆိုပါတယ်အဲနောက်ခုနကရဲတွေရောက်လာကြောင်းကိုပြောတော့လန့်သွားတဲ့ထဲကျုံကိုစိတ်မပူဖို့ပြောကမိကုန်းနဲ့နဲ့ပပမေးတာဖြစ်ကြောင်းနဲ့သူတို့ကိုခွေးလို့မောင်းထုတ်လိုက်တဲ့အုံးဘီကိုမင်းရင်သိကောင်းမှာပဲလို့ဆိုတော့သူဒီမှာဆက်နေတာဦးလေးကြီးတို့အတွက်မကောင်းဘူးလို့ဆိုလိုက်ပါတယ်လူယုံရှိကတော့ဒီကနေဘဲမှမသွားဘူးနဲ့ ်အနယ်ရှိဆုံးနေရာကအလုံးကျုံဆုံးပဲလို့ပြောတာကြောင့်အာနာနေပြီမဲ့အခုအညီထက်ယူပြရစေလို့ပြောလာပါတယ်။အိမ်တော်ညဘက်ရောက်တဲ့ခါမှာတော့ထဲကျွန်းတယောက်ဘတ်စကားပေါ်တက်လိုက်ပြီးတေဆုံးသူရဲ့ဖုန်းကိုဖွင့်ကာနောက်ဆုံးစစ်ကြေထားတဲ့ဖုန်းကိုဆက်ပြီးဖုန်းခေါ်ရထားတဲ့အကြောင်းကိုပြောကာပြန်ပေးရင်ဘလောက်ပေးမှလဲလို့မေးပါတယ်။ဘာပြောတာလဲလို့လေးသမမာနဲ့ထွက်လာတဲ့အချိန်အခြားတယောက်ကိုရောင်းလိုက်မယ်ဆိုတဲ့ထဲကျွန်းရဲ့စကားကြောင့်အချိုးပြောင်းသွားပြီးဘလောက်လိုချင်တာလဲလို့မေးပါတယ်။အခုချက်ချင်းအများကြီးလိုချင်တဲ့အကြောင်းကိုပြောကာချိန်လိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲစားထိုးခံရတဲ့သူတွေရဲ့အသုံးဆောင်တွေကိုတရားခံဖြစ်အောင် DNA လက်ပွေတို့ကိုလောက်တဲ့စက်ရုံတစ်ခုမှာဖုံးလူခံနိုင်ရတဲ့ကြောင်းပြောပြီးပတ်စံနဲ့ပြန်ရွေးခိုင်းနေတယ်ဆိုတာကိုပြောကဘလို့လောက်ရမလဲလို့ရှင်လေးခေါင်းဆောင်ကိုမေးပါတယ်ဒီလိုဖြစ်တာမကောင်းတဲ့အကြောင်းကိုပြောပြီးသူတောင်းတဲ့ပတ်စံကိုပေးကဖုံးကိုသာအရယူခဲ့ဖို့ဆိုကရှင်လေးအဖွဲ့ကိုပါတက်ပြစ်ဖို့အမိန့်ပေးလိုက်ပါတယ်အဲနောက်မီးအောင်စုံထုံးလင်းနေတဲ့မီးပွင့်မှာအတင်းဆောင်နေတဲ့ကားစီးနဲ့ဒူအဆိုပါမျိုးသမီးကချင်းတဲ့နေရာကိုရောက်နေပြီဖြစ်ကြောင်းပြောပြီးဒဲကျွန်းကိုဗမာလဲလို့မေးပါတယ် ။အဲနောက်ပတ်စံကိုမေးကခဏနေဒလီသမားလာမှာမို့အဲ့လူပတ်စံထည့်ပေးဖို့ပြောတော့ထွက်ပြေးသွားမလို့လားလို့မေးလိုက်ပါတယ်။ထဲကျွန်းကတော့မယုံရင်ချားသူကိုပဲရောင်းလိုက်မယ်လို့ဆိုတာကြောင့်ပတ်စံကိုဒလီနဲ့မထည့်ချင်ထည့်ချင်ထည့်ပေးလိုက်ရပါတယ်။အဲနောက်ဖုန်းကိုမေးတော့အဲ့နောက်ကဆောင်းဝင်ရဲ့စာရိုက်ပုံနဲ့မာလို့ပြောတာကြောင့်အသေးအံဖုံးသွဲယူလိုက်ပြီးပြန်ဖို့လုပ်နေတဲ့ဆိုပါမျိုးသမီးရဲ့နောက်ကနေလိုက်ဖို့ဆိုင်ငယ်နဲ့စောင့်နေခဲ့ပါတယ်။အဲ့နောက်တက်တဲ့တွေဖန်တီးတဲ့နေရာကိုပြတ်တနေကြ လုံထိုးတစ်ကြားလုံးကိုစားနေတဲ့မိမတုံနဲ့အဲ့ဒီနေရာမှာယိုဟန်ကတစ်ဖက်ကလုံအပ်တဲ့သူနဲ့ဖုံးပြောနေတာအစီအစဉ်တိုင်းလုံးမှာမို့စိတ်မပူနေဖို့မှကဖုံးချလိုက်ပါတယ်ခဏကြာမှာတော့ဘတ်တူရောင်းထံမှာဖုံးဝင်လာပေမဲ့မကင်မဲချပြစ်လိုက်ကမန်နေဂျာကြီးမပီတာအောင်ဘာလို့အမားလုတာလဲလို့ပြောပြရင် နောက်ထပ်အမားတွေထပ်မလုပ်ဖို့ပြောကပြန်မို့လုံနေတော့မန်နေဂျာမှဖုံးပြန်ရှာနိုင်တဲ့အကြောင်းကိုဆိုပါတယ်အခုပဲဖုံးကိုတွယ်ရွေးနေပြီဆိုတဲ့အကြောင်းကိုမျက်နှာရအောင်ပြောလိုက်ပေမဲ့ သူ့ကိုမပြောဘဲဆုံးဖြတ်ချက်ချခဲ့တဲ့ထိုလ်လူကိုအမားထမလို့ပုံမာရတာကိုပြောရင်းနဲ့ဘေးနားကအမျိုးသမီးကဒုတ်ချောင်းလေးနဲ့ခေါင်းကိုထိုးတက်လိုက်ပါတယ်။အဲနောက်မှာတော့သူ့ခန်းထဲကနေပိုးရင်အောင်လှောက်ထားတဲ့ယိုဟန်ကဒီညမှာပဲဇမင်ဆိုင်ကအမျိုးသမီးကိုရှင်းလိုက်တရုတ်မကိုအမိတ်ပေးလိုက်ပါတယ်။တစ်ဖက်မှာလည်းဖုံးယူပြီးပြန်လာတဲ့အမျိုးသမီးနောက်ကိုလိုက်လာရဲစိတ်ယုံတစ်ခုမှဆင်းသွားတာကြောင့်ဆိုင်ငယ်ရက်ကလိုက်ဝင်သွားခဲ့ပါတယ်။လူဘလောက်ထိအစားတို့ခံနိုင်ရမှန်းမသိတဲ့အထိအစားတို့ခံသူတွေရဲ့ပစ္စည်းပုံတွေထဲမှာပုံနေရင်ရှင်းလင်းသူတယောက်ကိုအမောက်သိကဝှက်စုံနဲ့ဟန်ဆောင်လိုက်ပါတယ်။ အိမ်နောက်စုဆောင်းနိုင်တဲ့ပစ္စည်းတွေကိုစစ်ဆေးနေကြတာကိုဖုံးထုတ်ကရိုက်ဖို့လုပ်နေရင်ဦးလေးကြီးထံမှဖုံးဝင်လာပါတယ်။တစ်ချိန်တည်းမှာပဲဇပင်းရဆိုင်ကိုတရုတ်မျိုးသမီးတစ်ယောက်ရောက်လာခဲ့ပါတယ်။နှိမ့်စိနေတဲ့နေရာမှာထွက်ပေါ်လာတဲ့ဖုံးစံကြောင့်အားလုံးရဲ့အာယုံထိတ်ကျုံးစီရောက်သွားကနှွေရွှေကဇပင်းရဆိုင်မှာအန်ဒီယန်ရှိတာကို CCTV မှာတွေ့တာကြောင့်သွားဖို့လမ်းပြလိုက်ပါတယ်။အိမ်နောက်မှာတော့ထိတ်ကျုံးကိုဘယ်သူလဲလို့မေးတာကြောင့်ထွက်ပြေးရင်းနဲ့ချိုးရက်ကတ်ကုန်ပါတယ်။ဇပင်းရဆိုင်မှာတော့တရုတ်မကဆိုင်တကားကိုပိတ်ချလိုက်ပြီးဓားကိုထုတ်လိုက်တာကြောင့်ဓားများတိုက်တဲ့ထင်က ။ဗန်ဇဲထဲမှာပတ်သက်ရှိတဲ့ကြောင်းကိုပြောပြပါတယ်။တရုတ်မှကတော့ခုံမှထိုင်လိုက်ပြီးဇမင်လုံးမယ်လို့ဆိုတော့ကြောင်းလုံးပေးနေရင်ခရင်ယူမယ်လို့အကြောင်းပြကဖုံးယူဖို့လုံးပေးမယ်။နေသမီးဒုက္ခရောက်သွားလိမ့်မယ်လို့ချင်းချောက်လိုက်ပါတယ်။ကကြည်ယူပြီးခုခံဖို့လုံးပေးမယ်။တိုက်ခိုက်တတ်တဲ့တရုတ်မှကပဲတပ်ဖို့လုံးနေတဲ့ချင်းထဲကျွန်းတရားကိုတကားကိုဆိုင်ငင်နဲ့ဝင်တိုက်ပြီးဝင်လာခဲ့ပါတယ်။အဲ့နောက်မှာတော့နေရောက်သားတက်ခဲ့ကြရင်ထဲကျွန်းနဲ့အထိနာသလိုတရုတ်မှလည်းထိခိုက်သွားခဲ့ပေမယ့်ရဲကားရဲ့ချက်ပေးတံကြောင့်တရုတ်မှလစ်သွားပြီးလုံယုံရှိရောက်လာကသူဒီမှာဆက်လုလိုက်မှမို့ထဲကျွန်းကိုရှောင်ခိုင်းလိုက်ပါတယ် တစ်ဖက်မှာတော့သူ့နောက်ကိုလိုက်ဖို့လုပ်နေတဲ့ထဲကျုံကို CCTV ကနေကြည့်နေတာသဘောကျနေတော့ထိန်းတော်ရောက်လာပြီးအဲ့တဲ့ရောက်နေတဲ့အကြောင်းကိုပြောပြပေးမယ်သူချိန်းတာမရှိတဲ့အကြောင်းကိုဆိုပါတယ်ထွက်ကြည့်တဲ့ခါမှာတော့အဲ့ကဲမှာရန်သိမ်းထိုင်ထောက်နေတဲ့ဘတ်တူကြောင်နဲ့အဖေပြည်သူအမတ်တို့ကထိုင်ဆောင်နေတာကြောင့်ယိုဟန်ကသူ့လာဖို့ဖိတ်ထားလာလားလို့မိလိုက်ပါတယ်ဒုကြောင်ကတော့အဲလိစာတော့မပေးတာပဲဘလို့ဖိတ်တာလဲလို့ပြောပြီးအမတ်ကတော့ထဲကျုံရဲ့တပ်ပုံကိုထုတ်ပြရင်အဆူပါလူကိုသိလားလို့မေးပါတယ် လူဟန်ကတော့ကောင်းကောင်းသိတယ်လို့ဆိုတော့ဒုကောင်ကဇာခွင့်ကိုမီးရှို့သွားတဲ့ကောင်ကငါအစာတို့ဇက်ကောင်မလားလို့ဆိုကကြားလုံးအနေနဲ့ပြပလိုက်ရင်အဆုံးစင်ရင်လိုက်ပြီဆိုပြီးဘာလို့အသက်ရှင်နေတာလဲလို့မေးခွန်းထုတ်ပါတယ်။ဂျူဟန်ကတော့ပြဿနာမရှိကြောင်းပြောပေးမယ်။အမတ်ဘက်ကတော့ပတ်စံကိုချီကြီးယူထားရင်လည်းထိုက်တန်တဲ့အလုပ်ကိုပြန်ပေးရမှာပေါ့လို့ပြောကအသက်ရှင်နေလျှောက်သွားနေတာမမေ့ချင်းလို့ဒီတပတ်အတွင်းအပိတက်ခံကမလုံနိုင်ရင်တော့နောက်တစ်ခါအဲ့တဲ့အနေနဲ့လာမှမဟုတ်တဲ့အကြောင်းကိုချင်းချောက်သွားခဲ့ပါတယ်။အဲနောက်တာဖြစ်သူကိုမဖမ်းမိငယ်အထိနိုင်ငံခြားမှာရှောင်နေဖို့ကိုပြောပါတယ်။ ။လူကြောင်တို့ပြန်ပြီးရဲ့နောက်မှာတော့ယိုဟန်ကသူမတဲ့အမားတွေကိုပြုပြင်ပေးပြီးအပြစ်စဖို့ခွင့်ရေးပေးပေးမယ်။ယေရှုမသိတတ်ပဲသူ့ကိုချင်းချောက်နေတယ်လို့အထင်းတော်ကိုပြောတော့ဘလို့လှုပ်ချင်လဲလို့ဆိုပါတယ်။တယုံတင်လိုက်ရမလားလို့စဉ်းစားနေရင်သပင်ဆိုင်ကဒါမီနီယောက်ကိုခေါ်သွားကြောင်းဖုံးဝင်လာတာကြောင့်ကျောင်းသိမ်းမှုမလုပ်တော့ပဲဒိုကြောင်းတို့ကိုလက်ဆောင်မှာထပ်ပေးမယ်လို့ပြောလိုက်ပါတယ်။အဲနောက်ဆိုင်ကိုလာတဲ့အွန်ဘီကဘသူမှမရှိတဲ့အချိန်ထဲကျုံးကထားတဲ့ပုံနေနဲ့စာရီကြောင့်စတော့ကာလွတ်ထင်သွားခဲ့ပါတယ်။အဲအချိန်အဖေဖြစ်သူမှခလေးတယောက်မြို့သူမျိုးနဲ့အတူခန်းထဲဝင်လာတာကြောင့်မတူလဲလို့မေးလိုက်ပါတယ်။ အိမ်နောက်ဖြူစင်တဲ့ထဲကျုံရဲ့မျက်နှာကိုကြည့်အောင်ရှိုးနေရင်အတွေ့လွန်နေခဲ့ပါတယ်။ထဲကျုံကတော့သမင်ဆိုင်ကမျိုးသမီးကိုသူ့ကိုချောက်ချဖို့လုပ်တဲ့စီစဉ်တွေကိုပြောပြကလက်တလုံးမှာတော့နေရာအစ်စ်မှာပြောင်းနေဖို့ပြောပေမဲ့အတိမိတ်ဆွေမရှိတာကြောင့်စဉ်းစားနေရင်နေရာလုံးရဲ့အကြည့်တွေက OBC ကိုရောက်သွားခဲ့ပါတယ်။အိမ်နောက် OBC ရဲ့တိုက်ခတ်မှာတိုက်နေဖို့ဖြစ်သွားရင်ပြန်ကန်နီးမှာတော့ထဲကျုံကိုခဏလိုက်ခဲ့ဖို့ပေါ်လာ။ထဲကျုံရဲ့တယုံမှန်ကိုမေးပါတယ်။လူတက်ခဲ့တာလားလို့မေးလိုက်တာကြောင့်ထဲကျုံကထင်းချင်းစလိုထင်ဖို့ပြောပေမဲ့မပြောပြရင်တော့တာမီနီအောင်လုံးကိုနင်းထုတ်မယ်လို့ချိန်ချောက်လိုက်ပါတယ်။ ိနောက်မှာတော့ညဘက်မှာဥပ္ပိတရားထဲကျုံးပေါ်တနာစိတ်ဝင်လာခဲ့ကအေမီယာဖြစ်နေခဲ့ပါတယ်။အပြန်လမ်းမှာတော့နှုံယုံရှစ်ထံဖုန်းဝင်လာသူကဥပ္ပိဖြစ်ပြီးလိုအပ်ရင်ဒီဖုန်းနံပါတ်ကိုဆက်ဖို့ပြောတဲ့အကြောင်းကိုထဲကျုံးကိုပြောပြတော့သမီးဖုန်းဆက်တာဆေးလို့ရှားစရာကောင်းလားလို့မေးလိုက်ပါတယ်။ဥပ္ပိကစပြီးဖုန်းဆက်တာပထမဆုံးအချိန်ဖြစ်ပြီးသူ့ဖုန်းနံပါတ်တောင်မသိတဲ့အကြောင်းကိုပြောကပြောနေခဲ့ပါတယ်။ထို့နောက်မှာတော့ထဲကျုံးကိုဖုတ်ကန်ကောင်းလို့ခေါ်လိုက်ပြီး ထဲကျွန်းကစကားပြောတာရိုင်းတာတွေမဟုတ်ပဲအဖေကိုပါဆက်သွယ်မလုပ်တာလားလို့မေးလိုက်တာကြောင့်ဝန်ပီကစိတ်ထားလေးကောင်းကြောင်းပြောကဝန်ပီရဲ့ဖိုးတန်တဲ့ကူကူကိုလူလူယူထားမိတာကြောင့်လို့ဆိုလိုက်ပြီးသူ့မှာအပြစ်တွေများတာကြောင့်ဒီဘွားတော်ဆက်လို့မကုန်နိုင်ကြောင်းကိုမျက်ရည်တွေဝဲကရှင်းပြပါတယ်အဲ့နောက်ဆိုင်ကိုပြန်လာကြပြီးအခန်းထဲကတည်ပြီးမှဆန်းရရှင်တည်ဆုံးတဲ့မှုမှာတရားခံကိုဖမ်းမိကြောင်းကြေညာနေတာကြောင့်ဇပင်ဆိုင်ကမြို့သူမဟုတ်လဲစားထုတ်မဲ့သူနောက်ထပ်ရှိတာကိုသိသွားခဲ့ပါတယ်။အဲ့နောက်ယိုဟန်ကိုပြသနေကဖုံးပြနေခဲ့ပြီ ပြဿနာတွေရှင်းပြတဲ့အကြောင်းကိုပြောကစိတ်ထင်ရမရအောင်ခྱི་ထွက်ဖို့ဆိုလိုက်ပြီးဝင်းကြီးတယောက်ကိုအိတ်ကတည်းထည့်လိုက်ပြန်ပါတယ်။အဲ့အချိန်ထဲကျုံးကတော့အစိုးရကတပ်တွေတွေလောက်တဲ့စိတ်ရုံကိုပြန်လာတော့အိတ်ကရှင်းနေသူရဲ့ကောအသက်ခံနိုင်ရပြီးအဲ့အချိန်မန်နေဂျာကရင်ခေါင်းပြကြီးလေးကြလာရင်ဒုကြောင်ရဲ့ဓာတ်ပုံနဲ့အတူ site ထဲက1-3သိန်းကိုပြထားလိုက်ပြီး TV screen ကနေလက်ဆောင်လို့ရေးထားတဲ့စာနဲ့အတူဒုကြောင်ကတကယ်အစ်စ်ဆိုတာကိုပြသနေပြီးဒုကြောင်ရဲ့နာမည်ကိုသဲလွန်စာပေးလိုက်ပါတယ်။အဲ့နောက်ဒုကြောင်နဲ့ထဲကျုံးကိုရန်တိုက်ပေးနေတာ CCTV ကနေကြည့်နေရင်နောက်ပိုင်းမှာတော့ဘယ်လိုတွေဆက်ဖြစ်လဲဆိုတာကိုကြည့်ရှုရမှာပဲဖြစ်ပါတယ်